အဲ့တော့ငင်းချိုင်းဖိုရန် NCA ဖိုရန်ကိုဖိုဆယ်နှစ်ပြည့်ကိုခင်ဗျာဥရစက်တက်မလာဘူးတက်ရောက်မလာဘူးဒါပေမဲ့အဲ့တက်ရောက်မလာဥရစက်ကဘာလဲဆိုထိုင်းနိုင်ငံသားခံယူထားတယ်နှစ်နိုင်ငံလုထားတယ်ခင်ဗျာစဉ်းစားကြည့်ဦးဥရစက်ကိုထိုင်းကဘာဥရစက်ကိုဘာပေးထားလဲထိုင်းကသူကိုယ်တိုင်သိတယ်အဲ့ဒါကိုကြော်မျိုးမင်းကသွားဝေဖန်တယ်ဟာရွက်စက်ကြီးရယ်ယူရီးယားနိုင်ငံသားခံယူထားပြီးတော့လည်းဘာဖြစ်ချင်တာလဲဘာတွေပြောနေ NCO ဘာတွေဝေဖန်နေဟာသူကတော့အစိုးရကိုဖားရပြီးပြောမှာမဟုတ်ဘူးသူ့အမြင်သူပြောမှာပဲသူ့အမြင်သူပြောမှာ သူ့မြင်သူပြောပိုင်ခွင့်ရှိတယ်ဒါပေမဲ့သူ့မှာအေးချမ်းတယ်သူ့နဲ့မြင်မှာသူအေးချမ်းအောင်အမျော်မြင်ရှိရှိနဲ့သူထိန်းသိမ်းထားတယ်ငင်းချမ်းကြီးကိုဒါပေမဲ့သူအားမလို့အားမြတ်ဖြစ်တာသူပြောခွင့်ရှိတယ်ဒါကြီးကိုသွားပြီးဝေပါသွားဆော့ပေးတာသွားဆော့ပေးလို့ဟောထတိုက်လို့ရှိရင်တက်မတော်ကစစ်မျက်နှာဖွေရတယ်စစ်တက်ကပဲတက်ရမှာကြော်မျိုးမစ်ပါမှာမဟုတ်ဘူးအဲ့မီဒီယာသမားတွေပါမှာမဟုတ်ဘူးတကယ်တက်ရမှာတက်မတော်ပဲသူတို့သွားပြီးတော့ဟိုနှစ်ပေတစ်ပြားအုံနောက်နေပေါ့နော်သွားပြီးတော့ဆော့တာမျိုး မသိရင်ပဲဂပုံတွေကနံပါတ်1နိုင်ငံရေးပါတီကနံပါတ်2အဲ့လိုလုပ်ရမှာလားတကယ်တော့ပွန့်လိုက်ပြန် all inclusive ဆိုရင်အကုန်ပါမှာရှင်းရှင်းလေးအကုန်ပါမှာအဲ့တော့သူကဘာဖြစ်လဲဆိုတော့တက်မတော်နဲ့ဘာကြိတ်ပြီးကြံကျင်လို့တက်မတော်စီကဘာကြိတ်ပြီးတောင်းကျင်လို့လို့တော့ကျွန်တော်မသိဘူး အာဆီယဆအုပ်စုပေါ့နော်မြပြည်တော်မှာလုပ်တဲ့အကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ရဲ့ NCA 7နှစ်ပြည့်ပွဲကို ACSS ကောင်ဆောင်ရွက်စစ်မတက်ရပါမလားလို့စစ်ကြုံယူကြော်မျိုးမင်းကအပြင်းအထန်ဝေဖန်လိုက်ပါတယ်ဒီလိုဝေဖန်တာကိုသိသွားတဲ့ကြက်ဖို့လှဆွေကထုံးစံအတိုင်းကြော်မျိုးမင်းကိုအမျိုးအမြင်မရှိတဲ့နှစ်ပွဲတပြားအုံနှောင်းနဲ့ဝေဖန်တယ်ဆိုပြီးနမဲတက်ပြီးတဲ့ပြောပါတယ်စစ်ထွက်ဟောင်းဖြစ်တဲ့ကြက်ဖို့လှဆွေက2023 2024ခုနှစ်ကစစ်မျက်နှာအစုံဖွင့်ပြီးဒေါ်လန်ရေးတပ်ဖွဲ့တွေအကြမ်းဖက်စစ်တပ်ကိုဝိုင်းဝန်းတိုက်ခိုက် င်နေကြချိန်မှာရှမ်းလက်နက်ကိုင်အဖွဲ့တွေမပါဝင်ခဲ့ကြလို့သာစစ်တပ်ဟာအသက်ရှူရှောင်နေခဲ့တယ်ဆိုတဲ့သဘောကိုဝန်ခံသွားခဲ့ပါတယ်။ဒါကြောင့်လဲတော်လန်ရေးမှာမပါဝင်ခဲ့တဲ့ရွှေစစ်တို့အဖွဲ့ကိုကျေးဇူးတင်ရမှာဖြစ်ပြီးကြုံမျိုးမင်းလိုနှစ်ပွဲတပြားအုံနောက်နဲ့ရွှေစစ်ကိုမဝေဖန်တင်ကြောင်းဘူးလက်လှဆွေကစိတ်လိုက်မှန်ပါပြောဆိုခဲ့ပါတယ်။ဒါကိုကြည်ချင်းအဖြစ်တော်လန်ရေးတပ်ဖွဲ့တွေစစ်တပ်ပေါ်စစ်ရေးဖီအာအင်မတန်ပြင်းထန်ခဲ့တဲ့ 2023-2024ခုနှစ်လို ကာလတွေတုန်းကဘူလက်တို့အဖွဲ့ဟာနေပြည်တော်မှာအတော်ကြောရှမ်းနေခဲ့ကြလိမ့်မယ်လို့သိနိုင်ပါတယ်။ဟောလီပြောချင်လို့ရဒီ2021အရေးခင်မှာအဲတပုံကောင်းဆုံးထားတာပေါ့နော်။တပုံကောင်းဆုံးထားတယ်။ PDF တွေလည်းပေါ်လာတယ်။အဲမှာကျွန်တော်တက်မတော်နဲ့တော်တော်လေးတိုက်ရတယ်။ဒါကပထမပိုင်းမှာတက်မတော်ကဆုံးရှုံးမှုတွေများတယ်။နောက်ပိုင်းတက်မတော်ကအသာစီးရတာတယ်။အခုချိန်မှာတက်မတော်ကအသာစီးရတဲ့အနေထားရောက်သွားပြီ။ ဆိုတော့အဲ့ဒီအချိန်မှာဒီ SSPP နဲ့ RCSS ပေါ့နော်ရှမ်းနှစ်ဖွဲ့ရှိရလက်နက်ကဒီနှစ်ဖွဲ့ကဒီစီပဲဗျသူတို့ကအဲ့ဘက်မှာတိုက်ပွဲမဖြစ်အောင်သူတို့မျှော်မြင်ကြီးစွာနဲ့နေတယ်တမတော်နဲ့ထိတ်တဲရင်ဆိုင်ခြင်းမလုပ်ဘူးဟလာ SSPP ကတဖွဲ့ကဟလာဟိုဘက်ကနေဟလာဝါဘက်ကနေလက်နက်တွေယူလာပြီးတော့ပိုးခွင်ကိုဖြတ်ပြီးတော့ဟို KNDF ဘက်ကိုကြားဘက်ကိုသွားပို့တာလမ်းမှာတိုက်ပွဲဖြစ်လို့ပို့ ီသူစစ်ကတင်လိုက်တဲ့လက်နက်တွေရှိတယ်။ဒီဖြစ်စရာလွယ်ပြီးတော့ကျန်တာမရှိဘူး။သူတို့ကထဲထဲဝင်မပါဘူး။ဒီ2017အခင်းအချင်းမှာသူတို့ကတပ်မတော်နဲ့ထိတ်တိုက်ရင်ဆိုင်နဲ့တိုက်ပွဲတစ်ခုမှမလုပ်ဘူး။ဒါသူတို့ရဲ့အမျှော်မြင်ရှိတဲ့ခေါင်းဆောင်တွေအဲရှမ်းတဘုံနှစ်ဖွဲ့လုံးဒါကျွန်တော်အတိမတ်ပြရမယ်။အမျှော်မြင်မရှိတဲ့ခေါင်းဆောင်တွေအုတ်ချုပ်တဲ့နေမြေတွေမှာတိုက်ပွဲတွေဖြစ်တာပဲ။ KIA ဆိုလဲ KIA KIA ဆိုလဲ KNU အဲဟိုက EE ဆိုလဲ EE ဒါအပြောအမြင်မရှိတဲ့ကောင်းနေသူတို့နေမှာအကုန်လုံးပျက်စီးခြင်း၅ပါးတိုင်ကုန်ပြီနော်ခုဆိုလို့ရှိရင်ဗျာကဲအ SSBB ဆိုလို့ရှိရင်ကျွန်တော်တို့ရှမ်းမြောက်မှာတမရောကတမျိုးပြီးတမျိုးပြန်သိမ်းနေတယ်။နောင်ချိုဒီဘောဟလာကြောင်းမဲဒါတွေသိမ်းတဲ့ခါမှာ SSBB ရဲ့အဲဒါဟိုကျွန်တော်တို့စကြောင်းနေလာလို့ရှိရင်အထောက်အကူပြုတာတွေအများကြီးရှိတယ်။ဒါသူတို့ကိုဟိုဒါအတိမတ်ပြပါမယ်။အဲ့ဘက်မှာစစ်မျက်နှာတစ်ဖက်မဖွင့်ရဘူး။တမရောကအရှမ်း တောင်တို့ရှမ်းအရှေ့တို့မှာအေဂျန့်နေဗျာအေဂျန့်နေဒါသူတို့ရဲ့အပြောင်းပြင်ရှိရအဲ့ဒါကိုကြော်မျိုးမင်းကသွားဝေဖန်တယ်ဟာရွေးစစ်ကြီးရတယ်ယူရီးယားနိုင်ငံသားခိုင်ယူထားပြီးတော့ဗာဖြစ်ချင်တာတယ်ဘာတွေပြောတယ် NCO ဘာတွေဝေဖန်တယ်ဟာ तू ကတော့အစိုးရကိုဖားရပြီးပြောမှာမဟုတ်သူ့အမြင်သူပြောမှာပဲသူ့အမြင်သူပြောမှာသူ့အမြင်သူပြောပိုင်ခွင့်ရှိတယ်ဒါပေမဲ့သူ့မှာအေဂျန့်နဲ့သူ့နဲ့မြင်မှာ तू အေဂျန့်အောင်အမြော်မြင်ရှိရှိနဲ့ तू ထိန်းသိမ်းထားတယ်ငင်းချမ်းကြီးကိုဒါပေမဲ့ तू အားမလို့အားမရဖြစ်တာ तू ပြောခွင့်ရှိတယ်ဒါကြီးကိုသွားပြီးဝေဖန်သွားဆွပေးနေတာ တွားဆပ်ပြီးလို့ထတိုက်လို့ရှိရင်တမတော်ကစစ်မျက်နှာဖွင့်ရတယ်စစ်တပ်ကပဲတိုက်ရမှာကျော်မျိုးမပါမှာမဟုတ်အဲ့မီဒီယာသမားတွေပါမှာမဟုတ်တကယ်တိုက်ရမှာတမတော်ပဲသူတို့တွားပြီးတော့ဟိုနှစ်ပေးတပြားအုံနောက်နေပေါ့နော်တွားပြီးတော့စွာတာမျိုးဟိုအစီအစစ်ကောင်းဆောင်ဟိုလာဥရစစ်ကိုတွားကျွန်တော်ဥရစစ်ဆိုတာကျွန်တော်ဟိုအိုမင်းမှာနော်65ခုနှစ်ကျွန်တော်တွားပြီးတော့ဟိုသူတို့နယ်မြေကိုတွားပြီးတော့ကျွန်တော်တို့လက်နက်တွေဖြုတ်သိမ်းကြတယ်ကျွန်တော်တို့နဲ့ခင်းနေကြဒီလူတွေကဟို ဟိုစစ်မျက်နှာမဖွင့်တာကတော်တော်အမျော်မြင်ကြီးရလို့ပြောရမယ်အဲ့ဒါလားပြောတာကျွန်တော်လေးစားပါတယ် RCSS ကဒီနေ့ဟိုအနေပတ်သက်ပြီးထုတ်ပြန်တဲ့ကြောင်ထုတ်တယ်အဲ့ဒီ NCA ဆယ်နှစ်ပြည့်နေပတ်သက်ထုတ်ပြန်ကြောင်ထုတ်ပါတယ်ခါတော့တီးပြီးသားဖြစ်မလားတော့မသိဘူးအဲ့တော့ဘာလဲဆိုတော့ NCA ဆယ်နှစ်ပြည့်ဟာ NCA ကအောက်ပါအားနေခြင်းများကြောင့်ပေါ့ဗျာအဲစေကောကြောင့် NCA ရွယ်ရွယ်တိုင်းမအောင်မြင်နေခဲ့တာဖြစ်တယ်ပေါ့ဆိုညီမထားရတဲ့မဆောင်ရနေတာပေါ့နော်သူကပြန်ဖတ်ပြန်မယ်ဗျာအားနေခြင်းနဲ့စေကောမှုများကြောင့်အောက်ပါအားနေခြင်းစေကောမှုများကြောင့် NCA ကောင်းတဲ့ပေါ်ချင်းကိုညီမထားသည့်အတိုင်း မဆောင်ရနိုင်ခြင်းဖြစ်ပါတယ်ဆိုပြီးပြောတယ်။အဲ့ဒါပါဆိုတစ်ချက်ကနှစ်ဦးနှစ်ဖက်ကြာယုံကြည်မှုမတည်ဆောက်နိုင်ခြင်းတဲ့။နှစ်ချက်ကနှစ်ဦးနှစ်ဖက်လက်မှတ်ရေးထိုးထားသည့်သဘောစာချုပ်အတိုင်းအကောင်ထံမှာပေါ်နိုင်ခြင်းတဲ့။သုံးချက်က2008ဖွဲ့စည်းခြင်းဥရောရရှိအောက်ရရှိရအတွက်အစိုးရက EU အများဖိအားပေးရလွှတ်ဆောင်စီခြင်းတဲ့။လေးချက်ကတက်မတော်ကတိုက်ပြီးအာဏာထိန်းချုပ်လိုက်တဲ့အတွက်ရင်းကျက်ရေးလုပ်ငန်းစဉ်ရပ်တန့်သွားစေခဲ့ခြင်းတဲ့။ဒီအချက်တွေကြောင့်ဒီကုနာပါလဲဆိုတော့ NCA အကောင့်တွေပေါ်ချင်းကိုယူမှန်းထားတဲ့အချိန်မှာမဆောင်ရနိုင်ခြင်းဆိုပြီးတော့ပြောတယ်။တချင်းနေမှာပဲ အကြံပြုချက်ပေါ့ဗျာအကြံပြုချက်ကတော့တက်မတော်အနေနဲ့တဲ့ EO တွေနဲ့ယုံကြည်မှုတရားချင်းကိုပြန်လည်ပေါ်ဆောင်ခြင်းတဲ့ဆွေးနွေးပွဲအဆင့်တက်မှာတက်မတော် EO များဆွေးနွေးပြီးတော့သဘောတူညီချက်များဥစွာရယူခြင်းအဆင့်တက်မှာနိုင်ငံရေးပါတီများကပါဝင်တက်ပြီးသုံးဝင်ဆိုင်ဆွေးနွေးပွဲပြုလုပ်ခြင်းနော်နောက်တစ်ခုကနံပါတ်3ချက်ဆွေးနွေးပွဲကိုနိုင်ငံတကာသိသိများပါဝင်တက်ရောက်စေခြင်းနော်နိုင်ငံရေးဆွေးနွေးပွဲများနဲ့ Federal Move ကိုအထိကရပြီးဆွေးနွေးခြင်းနိုင်ငံရေးဆွေးနွေးပွဲမှာရရှိလာသည့်သဘောတူညီချက်များကိုလွှတ်တော်သို့တင်သွင်းရေးဥပဒေဖြင့်တည်ပြီးပြန်ခြင်းတဲ့ဆိုရဲသွားဒီလိုအကြံပြုထားတယ်ဆိုတော့ အာဇီယက်စ်ကလူတွေက तू ကဒါ तू ကသူ့တစ်ဖက်တည်းက तू ထုတ်ပြန်တာ तू ဘက်ကထုတ်ပြန်တော့ तू မှန်တော့ဗောဗျာ तू ကထုတ်ပြန်တော့ तू မှန်လို့ပဲပြောမှာပဲโอเคတပ်မတော်ဘက်ကပြောစရာမရှိဘူးထင်ဘူးလားကျွန်တော်တို့ပြည်သူတွေကပြောစရာမရှိဘူးထင်ဘူးလားအာဇီယက်စ်ထုတ်ပြန်တယ်ထုတ်ပြန်ချက်ကယာနုံးပြည်မှန်တယ်လို့ကျွန်တော်ယုံကြည်ရမှာလားအာဇီယက်စ်ထုတ်ပြန်တာယာနုံးပြည်မှန်ပါတယ်လို့ကျွန်တော်ကိုယ်တိုင်ဆိုရင်လက်ခံမယ်ထင်လားပုံမှန်လည်းပြောရင်အာဇီယက်စ်ရဲ့ထုတ်ပြန်ချက်ကယာနုံးပြည်အားလုံးလိုက်လို့ပြရမယ်အလုပ်လို့ကျွန်တော်မယုံကြည်ဘူးလို့ तू ထုတ်ပြန်တာကလည်းရှင်းရှင်းပြောရင်တော့ तू ထုတ်ပြန်တဲ့ချက်သာလင်းဖြစ်တယ် तू ထုတ်ပြန်ရကျွန်တော်တို့တိုက်ပြည်ရတိဆောက်မှာမဟုတ်ပါဘူး အဲ့တော့ RCS ကတိဆောက်တဲ့တိုင်းပြည်မဟုတ်ပါဘူးတိုင်းပြည်ကိုကျန်တဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေအကုန်လုံးတိုင်းရင်းသားတက်တိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေတက်မလို့တော့အစိုးရတက်သည့်နားလေသူတွေပညာရှင်တွေအကုန်လုံးပူးပေါင်းပါဝင်ဒီတိုင်းပြည်ကံကြမ္မာကိုဆုံးဖြတ်ရတာ RCS ကထုတ်ပြန်ချက်တိုင်းလိုက်လို့ရမယ်တော့ပြောရမလို့တော့ဘယ်ရမလဲဗျာသူတို့ထုတ်ကြည့်ဆိုကျွန်တော်လဲ RCS ကဲ RCS စီရင်နဲ့အချိုးပြင်ရန်ဆိုပြီးကျွန်တော်ကစာထုတ်မှာပေါ့ကျွန်တော်လဲအဲ့ဒါသူဘာပြောမလဲဆိုတော့တခါကျရင်လူတွေကဘာဖြစ်နေလဲဆိုတော့ကိုယ်အဖွဲ့အစည်းတစ်ခုဘက်ကနေပဲစဉ်းစားပြီးပြောကြတယ်အဲ့တော့ငင်းချိုင်း Forensic NCA ိုရန်ကိုဖိုဆယ်နှစ်ပြည့်ကိုခင်ဗျာဥရဆက်တက်မလာဘူးတက်ရောက်မလာဘူးဒါပေမဲ့အဲ့တက်ရောက်မလာဥရဆက်ကဘာလဲဆိုထိုင်းနိုင်ငံသားခံယူထားတယ်နှစ်နိုင်ငံလောက်ထားတယ်ခင်ဗျာစဉ်းစားကြည့်ဦးဥရဆက်ကိုထိုင်းကဘာဥရဆက်ကိုဘာပေးထားလဲထိုင်းကသူကိုယ်တိုင်သိတယ်ထိုင်းကဘလို့နေရာမျိုးပေးထားလဲကျွန်တော်တို့သိတယ်ကျွန်တော်တို့သိတယ်ဒါကြရင်လေဟိုကျွန်တော်ကြည့်ကြည့်ပြီးတော့စိတ်ချမှာပဲဆိုဒီလူတွေကကိုကိုကိုတော့အကောင်သူများကလည်းညှို့ထိုးဖို့ကြတော့ထိတ်ဆုံးသွားအဲ့တော့သူတို့ထုတ်ပြထားတဲ့အတိုင်းဆိုကဲနှစ်ဖက်ချားမှာယုံကြည်မှုတိစောက်နိုင်ခြင်း ਨੇ ယုံကြည်မှုတိစောက်နိုင်ခြင်းဆိုတာကဟုတ်ပြီ သူကိုယ်တိုင်အောင်ယုံကြည်မှုပေးနိုင်ရလားသူကိုယ်တိုင်အောင်ယုံကြည်ရတဲ့လူဖြစ်ရလားဆိုတော့မိကိုကျွန်တော်ပြန်မိရမှာနောက်တစ်ခုကနှုတ်နှစ်ဖက်သဘောဆိုင်တဲ့ကောင်တင်ပေါ်နိုင်ခြင်းနဲ့ကောင်တင်ပေါ်နိုင်ခြင်းဆိုတဲ့နေရာမှာအကောင့်တင်ပေါ်ခြင်းကိစ္စတွေကလင်မယားနဲ့ယောက်ျားတော့တချို့ကိစ္စတွေလုံးလို့မရတဲ့အများကြီးရှိတယ်နော်အဲ့တော့တချို့ကိစ္စတွေအပြစ်ထိုင်ပြောလို့တော့မရဘူးပေါ့ဗျာနောက်စောင့်ချဖွဲ့စည်းပုံရောက်ဖို့အတွက်တော့အာစောင့်ချဖွဲ့မျိုးစုံပေါ်သူပြောနေတာကြီးတော့တိုင်းပြည်ကတက်မတော်တက်ပြည်အာဏာထိန်းလိုက်တဲ့အတွက်တဲ့ငြိမ်းချမ်းရေးလုပ်ငန်းတွေရပ်တန့်သွားတယ်အာဏာထိန်းလိုက်ရင်ရပ်သွားတယ်လို့သူကပြောတယ်โอเค အခုတက်မတော်အခုဆွေးနွေးနေတာပဲအဲ့တော့ညချင်းလုပ်ငန်းတွေဆက်သွားနေတာ NCA အကိုင်းဆက်သွားနေတာအခုကြမှာထပြီးတော့ဘာကြောင်လဲတော့ကျွန်တော်မသိဘူးပေါ့နော်နောက်တစ်ခုက तू လုံးတင်တာတော့ EO တွေနဲ့တက်မတော်ကယုံကြည်မှုပြန်လဲတိဆောက်ဖို့ဆိုအခုအလုပ်နေတယ်ဒါပေမဲ့ RCSS ကတေချာခေါင်းဆောင်ပိုင်းတွေမလာဘူးမလာဘူးနော်အဲ့တော့ဆွေးနွေးပွဲအဆင့်တက်မတော်တို့ EU ဆွေးနွေးပါတဲ့သဘောတူညီရပြီးမှအဆင့်နဲ့ကြမှာတိုင်ငံတိုင်ငံပါတီတွေပါပါတယ်။ဩလက်နက်ကိုင်းတဲ့သဘုံတွေနဲ့တက်မတော်ကရင်ဆွေးနွေးသဘုံချယူပြီးမှနိုင်ငံပါတီတွေပါဆိုတော့မသိရင်ပဲသဘုံတွေကနံပါတ်1နိုင်ငံပါတီကနံပါတ်2အဲ့လိုလုပ်ရမှာလား။ ်ကဲတော့ပွန့်လိုက်ပြန် all inclusive ဆိုရင်အကုန်ပါမှာရှင်းရှင်းလေးအကုန်ပါမှာအဲ့တော့သူကဘာဖြစ်လဲဆိုတော့တမတော်နဲ့ဘာကြိတ်ပြီးကြံကျင်လို့တမတော်စီကဘာကြိတ်ပြီးတောင်းကျင်လို့လဲတော့ကျွန်တော်မသိဘူး RCS အုပ်စုပေါ့နော်ဆိုတော့စသဖြင့်ပါဗျာသူတို့ပြောနေတာလေးကြည့်ပြီးတော့သူတို့ကဒီ NCA နဲ့ဒီဆွေးနွေးပွဲတွေကို तू ကနည်းနည်းလေးဟိုဝေလဲဝေပန်းကျင်တယ်ဝေလဲဝေပန်းရဲဝေလဲကြောင်ပန်းတယ်တော့ပြောသွားတယ်ဒါပေမဲ့ပြောရင်ဗျာဟိုပြောရင်တော့ဟိုထောက်ခံအားပေးခြင်းထက်လုထာမျိုးမလုပ်ဖဲနဲ့ तू ကနည်းနည်းလေးကြောင်ကြောင်ကြားကြားလိုက်ထားလို့တဲ့သဘောမျိုးတွေ့ရတယ်ဆိုတော့ကျွန်တော်ကတော့ပွင့်လေပြောဒီနေ့ peace program မှာ ကျွန်တော်တို့ဆွေးနွေးကြသူတွေဘာလို့ဆွေးနွေးကြလဲဆိုတော့မေးခွန်းဒီနေ့ peace program မှာတက်ရောက်လာကြသူတွေအားလုံးရဲ့အဓိကဆွေးနွေးကြတဲ့အချက်ကြီးရှင်းရှင်းလေးပြောရရင်ကျွန်တော်တို့ပြည်သူလူထုကိုဘယ်လိုများကျွန်တော်တို့တည်ငြိမ်အေးချမ်းအောင်နေဝင်အောင်လုပ်ပေးရမလဲငါကျွန်တော်အဲ့ဒါကိုစဉ်းစားကြတယ်ဥပမာဆိုတော့တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကျွန်တော်ပြည်သူလူထုရဲ့လူလားချက်ကလည်းတည်ငြိမ်အေးချမ်းရေးပဲလူလားတာတည်ငြိမ်အေးချမ်းရေးကိုလူလားတဲ့ပြည်သူလူထုကိုအတွက်တည်ငြိမ်အေးချမ်းမှုကိုပေးဖို့ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာကိုပဲစဉ်းစားကြတယ်ဝိုင်းဝန်းဆွေးနွေးကြတယ်တည်ချက်အဲ့တော့ဆွေးနွေးကြတဲ့အချက်တွေအများကြီးရှိတဲ့အထဲမှာကျွန်တော်ပြောမယ်ဆိုရင်ချုပ်ပြောရမှာဗျာဟုတ်လဲကြွတယ် ချုပ်ပြောမယ်ချုပ်ပြောမယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဆွေးနွေးရတဲ့မှာဘာတွေပါလဲလို့ဆိုရင်ကျွန်တော်တို့အုပ်စုဒီဘက်အုပ်စုမှာဆိုလို့ဆိုလူငယ်နဲ့ငင်းချမ်းရေးမြို့သမီးနဲ့ငင်းချမ်းရေးဒါမျိုးတွေလည်းဆွေးနွေးတယ်ဥပမာငင်းချမ်းရေးကြောင့်ပြောမယ်ဆိုရင်ကျွန်တော်လူငယ်တွေအများကြီးတည်နေရတယ်အဲ့တည်နေတဲ့လူငယ်တွေမတည်အောင်လို့လူငယ်နဲ့ငင်းချမ်းရေးဆိုတော့လောက်အောင်လူရှင်းပြရင်တော့စကလုံးတစ်ခုရှိတယ်ဗျာငင်းချမ်းတဲ့ကာလမှာဖေဟိုသားမြုပ်ပြီးတယ်ဖေဟိုသားမြုပ်နှံပြီးရတယ်မငင်းချမ်းတဲ့ကာလရောက်လို့ရှိရင်တော့စစ်ပွဲတွေကာလရောက်ပြီဆိုရင်တော့သားတွေကိုဖေရေပြန်မြုပ်ပြီးရတယ်